မင်္ဂလာပါဒီနေ့မှမျက်ဝေပေးတင်တာကတော့အခုလိုတရင်ကျွအချိန်ခါပြီမှာဒီလိုမျိုးမိဘုံပြန်လေးတွေနဲ့ပေါ့နော်ဒီလိုမျိုးအထကြကြတက်ပုံတွေတွေခဏီးကျင်တဲ့မိတ်ဆွေများအတွက်ဒီရန်ကိုအသုံးပြုပြီးတော့ဒီလိုမျိုးတက်ပုံတွေတွေခဏီးလို့ရမယ့်ဒီလေးကိုမျက်ဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပြင်ကြတွေကိုစတင်လုပ်တော့ ျွန်တော်တို့အရင်ဆုံးပြုံးရေးဖို့လိုအပ်ပါတယ်ပြုံးရေးမယ်ဆိုရင်ကျွန်တော်တို့ DC AI နဲ့ကိုသွားမယ်ဒါမှမဟုတ်ရင် ChatGPT ကနေပြီးတော့ပြုံးလက်ရေးခိုင်းမယ်ဆိုရင်လည်းရပါတယ်ကျွန်တော်ကတော့ DC AI နဲ့ပြီးတော့မယ်ကျွန်တော်ရေးခိုင်းတော့မယ် DC AI မှာကျွန်တော်တို့ကပြုံးရေးခိုင်းဖို့အတွက်ကျွန်တော်တို့အရင်ဆုံးပေါ့နော်အဲဒီစာလေးကိုကျွန်တော်တို့ DC AI မှာကျွန်တော်တို့ရေးထည့်ပေးရမှာဖြစ်ပါတယ်ဒီစာလေးပေါ့နော် DCAI ကိုကျွန်တော်တို့ဖွင့်လိုက်မယ် DCAI မရှိသေးတဲ့မိတ်ဆွေများကတော့ Play Store မှာတွားပြီးတော့ install လုပ်ပြီးတော့ဖုန်းထဲဖွင့်လိုက်ပါ DCAI ကိုဖွင့်ပြီးွားရင်အဲဒီနေရာမှာပေါ့နော်ဒီစာတန်းလေးကိုကျွန်တော်တို့ရေးထည့်ပေးရမှာဖြစ်ပါတယ်ကြောင်းထည့်ပြီးွားပြီဆိုရင်တော့ဒီနေရာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီနေရာမှာခဏစောင့်ပေးရမယ် ဒါဆိုရင်တော့ဒီမှာ DCAI ကကျွန်တော်တို့ကို prompt ရေးပေးနေပေါ့နော်။ဒါသူရေးတာကိုပြီးတဲ့ထိပေါ့ကျွန်တော်ခဏလေးစောက်ပေးမယ်။အဲဒါဆိုရင်သူရေးပေးလို့ပြီးသွားပြီပေါ့နော်။ရေးပေးလို့ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူရေးထားတဲ့ prompt တွေကိုကျွန်တော်တို့ copy ပို့မယ်။ copy ပို့မယ်ဆိုရင်အဲ့ဒီစာလေးကိုကျွန်တော်တို့လက်လေးနဲ့ကြာကြာလေးဖြည့်လိုက်မယ်။ပြီးရင်ဒီ selected ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီနေရာလေးပေါ့နော်။ ဒီနေရာလေးကနေပြီးတော့ကျွန်တော်တို့ကော်ပီယူမယ်အဲဒီစာလေးပေါ့နော်ဒီစာကိုကျွန်တော်တို့ဆုံးအောင်ကော်ပီယူလိုက်မယ်ဒီကော်ပီလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ Chrome browser လေးကိုကျွန်တော်တို့သွားမယ် Chrome browser ကိုတစ်ချက်နှိပ်ပါ Chrome browser ကိုဖွင့်ပြီးသွားရင်ဒီနေရာမှာ Gmini အလို့ကျွန်တော်ရတဲ့ပုံနဲ့ Gmini အဲဒါ Gmini AI ီးရင်ဒီအောင်လာက Google ရဲ့ Gemini ဆိုတဲ့နေရာလေးကိုတစ်ချက်နေမယ်။အဲပြီးရင်ဒီ Gemini AI ရဲ့ website တွေကိုရောက်လာပြီဆိုရင်ဒီအပောင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တက်ပုံဖြည့်ပေးမယ်။ပြီးရင်ဒီနေရာလေးကိုကျွန်တော်တစ်ချက်နေမယ်။ပြီးရင်ဒီဘက် file ကိုနှိပ်မယ်။ပြန်ဒီနေရာမှာကိုပြုလုပ်မဲ့ဓာတ်ပုံပေါ့နော်ကိုပြုလုပ်မဲ့ဓာတ်ပုံကိုတစ်ချက်နှိပ်ပါ ဒီတော့ဒီအောင်လာမှာစစောကကျွန်တော် copy ယူလာတဲ့စာကိုကျွန်တော်ထည့်မယ်။ဒီနေရာလေးကိုလက်လေးနဲ့ကြာကြာလေးဖိဖိလာပြလိုက်ပါ။လက်လေးနဲ့ကြာကြာလေးဖိလိုက်ရင်ဒီလိုဒီစာတန်းလေးပေါ်လာနိုင်မယ်။အဲ့ဖိဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်ဒီမှာစစောက copy ယူလာတဲ့စာတွေကဒီနေရာမှာပေါ်လာနိုင်မယ်။ပြီးရင်တော့ဒီအောင်လာကမြားလေးကိုကျွန်တော်တစ်ချက်နှိပ်ပြလိုက်ပါ။အဲဒါဒီနေရာမှာ GPT AI ကနေပြီးတော့သူဓာတ်ပုံလုပ်နေပြီပေါ့နော်။ ဓာတ်ပုံလုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခဏဆောက်ပြီးမယ်အဲဒီမှာရာကြီးပါနော်အဲဒီမှာဒီဂျီမီနီအန်ကားနေပြီးတော့ကျွန်တော်တို့ကိုပြုလုပ်ဖန်တီးပေးတာလည်းဓာတ်ပုံလေးပဲဖြစ်ပါတယ်မလာနဒီတဲ့ပုံလေးကိုကျွန်တော်တို့ကဖုန်းထဲကိုစေမယ်ဆိုရင်ဒီမော်တာကအများကြီးကိုတစ်ချက်နေပါ ။အဲဒီလိုလေးပေါ်လာပြီဆိုရင်ရပြီပေါ့နော်။ကျွန်တော်တို့ရဲ့ဖုန်းနဲ့ကိုစေထားလို့ပြီးပြီဖြစ်ပါတယ်။ပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့တွားကြည့်မယ်။အဲမှာပေါ့နော်။ဒီမှာဆက်စောက်ကကျွန်တော်ပြုလုပ်လိုက်တဲ့တပုတ်လေးပဲဖြစ်ပါတယ်။